ိုင်းစတိုင်ရဲ့အင်ဂျင်နီယာဖြစ်ပြီးအောင်မြင်မှုကိုမမမောပဲဘဝကိုရိုးရှင်းစွာ နေထိုင်သွားခဲ့တဲ့ဉာဏ်ကြီးရှင်တူသူနာမည်ကတော့ဝီလျံဂျိုင်းဆိုင်တစ်ဖြစ်ပါတယ်။တန်တမိုင်းမှာညာရီအထက်ဆုံးပုဂ္ဂိုလ်တွေထဲမှာတဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သူ့ရဲ့အင်ဂျူဟာ250မှ300ကျားရှိမယ်လို့ခန့်မှန်းခဲ့ကြပြီးဒါဟာတမိုင်းမှာမှတ်တမ်းတင်ထားသမျှ အမြင့်ဆုံးသောညာရင်တွေထဲမှတဦးဖြစ်ပါတယ်။သူဟာ၁၈လသားအရွယ်မှာတင်နယူးယောက်တိုင်းသတင်းစာကိုဖတ်နိုင်ခဲ့ပါတယ်။၈နှစ်သားအရွယ်မှာတော့ကိုပိန်ကျန်းစာအုပ်လေးအုပ်ကိုရေးသားနိုင်ခဲ့ပါတယ်။အဲဒီနောက်ဆက်တဲ့သားနှစ်အရွယ်မှာဟာဗတ်တက္ကသိုလ်သို့ဝယ်ရခွင့်ရရှိခဲ့ပြီးတမိုင်းမှာအသက်ငယ်ဆုံးကျောင်းသားဖြစ်လာခဲ့ပါတယ်။သူဟာအဲ့ဒီမှာအဆင့်မြင့်တင်ချာကိုတင်ယူခဲ့ပြီးဘာသာစကား 25မျိုးကျော်ကိုကျွမ်းကျင်စွာပြောဆိုနေကဗန်ဒန်ဂိုလုခိုတဲ့ကိုဝိန်ဘာသာစကားကိုတောင် တီထွင်နိုင်ခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့ညာရင်မျက်မှောက်မှုနဲ့ပတ်သက်ပြီးလူထုရဲ့စိတ်ဝင်စားမှုက သူ့အတွက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့ပါတယ်သူ့ရဲ့ဖခင်ဟာ နာမည်ကျော်စိတ်ပညာရှိတဦးဖြစ်ပြီးတားကို ကြီးကျယ်ခမ်းနားတဲ့ပညာရှိတဦးဖြစ်လာစေဖို့ဖိအားပေးခဲ့ပါတယ် သူရဲ့ထူးခြားတဲ့လုပ်ရည်တွေကြောင့်မီဒီယာတွေရဲ့အာရုံစိတ်ချင်းကိုအမြဲတမ်းခံခဲ့ရပြီးတမန်ဘုရားမှာနေတဲ့ခွဲ့လောကမရခဲ့ပါဘူးအဲ့ဒီဖျော်ရီချောင်းဝင်ဆက်ဆက်စာပညာရေးဆရာလောကမှာတွစ်ခွာပြီးပြန်ရှိတဲ့ဘုရားကို လူတွေရဲ့အာရုံစိတ်ချင်းခံရချင်းမှာပုံချုံပြီးနေတဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘုရားယုံစီစီးငိုင်စားတဲ့တမန်အစဲလောက်ကိန်တွေကိုသာလောက်ကိန်ခဲ့ပါတယ်မိမိကို လူတိနေစီဘူးအလုပ်တွေကိုလည်းမကြာခဏပြုံးရွှေ့ခဲ့ပါလေဝီလျံဂျိုင်းစိန်ဒက်စာ1944ခုနှစ်အသက်46နှစ်အရွယ်မှာအောက်နှုတ်သွေးယိုဆိုင်မှုယောဂကြောင့်တည်ဆုံးခဲ့ရပါလေသူရဲ့တည်ဆုံးမှုဟာလည်းလူအများကြားမှာတိတ်ဆိတ်စွာကွဲပြောက်ခဲ့ရပါတယ်စိန်ဒက်စ်ရဲ့ဇလန်ဟာအောင်မြင်မှုနဲ့ပျော်ရွှင်မှုတို့ဟာတထက်တည်းမကြောက်နိုင်ကြောက်ဘူး ြားသားနေတဲ့ကြည်ခွဲဖွယ်ဆန္ဒမူနာတစ်ခုဖြစ်ပါတယ်။ညာကြီးရှင်တို့ရဲ့အတွင်းစိတ်ငြိမ်းချမ်းရေးဟာလူတိများကြော်ကြားချစ်တဲ့ပိုးပြီးတော့အရေးကြီးဆုံးကိုလည်းသူဟာဘဝနဲ့ရင်းမြစ်တက်တည်ပြခဲ့ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။အမြဲတမ်းဘိုးသူတာတွေတင်ပေးမှမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားကြပါလို့ဒီနေ့ကညတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။